အလုံးနဲ့မိသားစုဘဝကြားဟန်ချက်ညီညီဖြစ်စေဖို့အတွက်ဇွဲကကွင်းဆောင်မိခင်တွေအတွက်ခွင့်ရတူပေးပြီးဖောက်ခင်တွေကိုပါကလေးဆောင်ချောက်ခွင့်ပထမဆုံးချိန်ပေးရလိုက်တဲ့လုံသမားဥပဒေအစ်စ်ကိုတရားဝင်ပြဋ္ဌာန်းလိုက်ပါပြီ။နိုဝင်ဘာ9ရက်နေ့ကတော်ဝင်ပြန်နှံ့မှာတရားဝင်ထုတ်ပြန်ကြေညာတဲ့ဒီဥပဒေအစ်စ်ဟာဝန်ကြီးချုပ်အနုထင်ဦးဆောင်တဲ့အစိုးရရဲ့ Quick Bit Win မူဝါဒတွေထဲကတစ်ခုဖြစ်ပြီးအာဆီယံဒေသတွင်းမှာအတိုးတက်ဆုံးလုံသမားဥပဒေတွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဥပဒေအစ်စ်ရဲ့အဓိကအကြောင်းလဲတွေကတော့တိအချက်ကိုဝင်ဆောင်ဝန်ထမ်းတွေအတွက် မီဖောက်ကင်ကိုအရင်က68ရက်ကနေရပောင်း120အထိတိုးမြင့်ပေးလိုက်ပါတယ်။နှစ်ချက်ကတော့မီးခင်တွေအနေနဲ့ဖြားနာတဲ့ကလေးကိုပြုစုဆောင်ရှားဖို့အတွက်အဖို့ခွင့်15ရက်ထပ်မံရယူခွင့်ရှိလာပါတယ်။ထူးခြားဆုံးချက်ကတော့ဖောက်ကင်ဖြစ်သူဒါမဟုတ်အင်အောင်ဘက်ကိုကလေးပြုစုဆောင်ရှားရေးမှာကူညီဖို့အတွက်ခွင့်15ရက်တာဝန်ပေးအပ်လိုက်တာပဲဖြစ်ပါတယ်။ဒီကြောင်းလဲမှုတွေကြောင့်ထိုင်းနိုင်ငံဟာ BNN ကရက်180နဲ့စင်ကူက132ရက်တိုးနဲ့အတူအာဆီယံမှာမီးဖောက်ကင်အများဆုံးပေးတဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပြင်အစိုးရဌာနတွေက contract ဝန်ထမ်းတွေကိုပါအကာအကွယ်ပေးထားတာကလည်းထူးခြားတဲ့အချက်ပါပဲလုံသမားခွင့်ရေးလှုပ်ရှားသူတွေကတော့ဒီဥပဒေကိုကြိုးစားလိုက်ပြီးဒါဟာမျိုးသမီးတွေရဲ့အလုပ်ခွင့်အခွင့်အရေးကိုတိုးမြှင့်ပေးလိုက်သလိုကလေးပြုစုစောင့်ရှောက်ရေးဟာမိခင်တဦးတည်းရဲ့တာဝန်မဟုတ်ပဲဖခင်မှာပါတာဝန်ရှိတဲ့ဆိုတဲ့အတွေးအခေါ်ကိုအားပေးတယ်လို့သုံးသပ်ကြပါတယ်ဒါပေမဲ့စိန်ခေါ်မှုကတော့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေမှာဒီဥပဒေကိုအပြည့်အဝလိုက်နာနိုင်ရေးအတွက်အစိုးရကဘယ်လိုပံ့ပိုးကူညီသွားမလဲဆိုတာပါပဲ ီဥရေသည်ဟာထိုင်းနိုင်ငံရဲ့လူမှုဘဝနဲ့လုပ်ငန်းခွင်တွေကိုပုံမတိုးတက်ကောင်းမွန်လာစေမဲ့ရေးပါတဲ့ခြေလှမ်းတွေတစ်ခုပါပဲဒီဥရေဟာထုတ်ပြန်ပြီးရပ်ပေါင်း30အကြာမှာစတင်အသက်ဝင်မှာဖြစ်ပြီးထိုင်းနိုင်ငံကိုရင်းနှီးမြှုပ်နှံလူသူတွေအတွက်ရောအလုတ်လုတ်ကန်လူသူတွေအတွက်ပါပုံမဆွဲဆောင်မှုရှိတဲ့နိုင်ငံတကာနိုင်ငံဖြစ်လာစေမှာဖြစ်ပါတယ်